အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်စက်တင်ဘာလ26ရက်စီရီသတင်းကောက်နှုတ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာစီရီသတင်းနေတဲ့အရင်ဆုံးကျမ်းမာရေးလုံယုံရေးနဲ့တဘာဝဘေးဂယူဆိုင်ကြစီလိုပါတယ်မုံတိုင်းမိုးကြောင့်မကွေးတိုင်းညနောက်ဘက်ကချောင်းနှမေးကကြေးရွာတွေဒုက္ခရောက်နေကြတာတွေ့ရပါတယ် မိုးတရံသာရာသွမှုကြောင့်ခိုင်နွားပါဝင်အိမ်မွေးတရိစ္ဆာန်တွေပါမျောပါသေးဆုံးကြသလိုရေတိမ်းထားတဲ့နှိုင်းတွေပါဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာမို့သဘာဝဘေးရန်တွေကိုလည်းကြိုတင်သတိထားကြဖို့နဲ့ဘေးရန်ကင်းကြပါစေကြောင်းစုမော်ကောင်းတောင်းလိုက်ရပါတယ်။ဝိဒိုင်းငဖဲမြို့နယ်နိုင်ရကန်စစ်မျက်နှာမှာတော့နေ့စဉ်ထိတွေ့မှုရှိမနေဘူးဆိုပေမဲ့စိန်ပြေးလိုက်တန်းကတော့နေ့ညမပြတ်ဖြစ်နေပါတယ်။ပြေးတဲ့တွေကိုဖမ်းတဲ့အဖွဲ့ထပ်လို့ ထားတဲ့အဖွဲ့ကပျောက်နေလို့ရှာတဲ့အဖွဲ့ထပ်လို့ရှာတဲ့အဖွဲ့ကိုဆက်သွယ်မရမှာဆိုလို့ချောင်းတဲ့အဖွဲ့ကိုထပ်လွတ်ရတာနဲ့တင်ရှုပ်နေတာကိုတွေ့ရပါတယ်။ပူပေါင်းအဖွဲ့တွေဒီချင်းတွေကိုသိမယ်ဆိုရင်ဘေးအဖွဲ့ကိုဘလို့စပြီးတိုက်ရမယ်ဆိုတာစဉ်းစားရကြက်ကုန်ပါလိမ့်မယ်။အရေးကြီးတာတစ်ခု ရှိနေပါတယ်။အရေးကြီးတာကနောက်တစ်ခွဲရှိနေပါတယ်။ဘဝတိုင်းအောင်ချံပဋိမောယလမ်းမိုင်းကိုအထူးကူးဆိုင်နေတာကိုတွေ့ရပါတယ်။ တရမင်းလုံးနဲ့တရအထက်မင်းလာကြားနေချောင်းကင်းနောက်မှုတွေဇက်တိုက်ပြုတ်လုံနေပါတယ်မင်းလုံးနဲ့တရကြားဖင်ကကြေးရွာဝင်းကျင်တဝိုက်ဒေသခံတွေထူးခြားမှုတရင်မျက်ခြေမပြတ်ဖို့လိုပါတယ်ပကုတ်ကူမျိုးနဲ့အင်မင်းကနေထွက်သွားတဲ့စစ်ကြောင်းဟာမခွေတိုင်းနှောပင်ရွာကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်အမတ်တရတိချင်းမြန်တပ်မဌာနချုပ်ကနေထွက်လာတဲ့စစ်ရင်နံ6စီးတဲကတချို့ကတော့ရေစကြိုမျိုးနဲ့ကြောက်လီကဝင်းကျင်မှာရောက်ရှိနေတာကိုတွေ့ရပါတယ် ကံကောင်းမြို့နယ်ပြည်သူ့စစ်ကြေးရာကြီးတွေဖြစ်တဲ့မြောက်ခင်ရန်နဲ့ဟန်တာရီကြေးရာတွေကို MI70 ဆီရရင်၄ချိန်ထဲမနေဆင်းသက်ခဲ့တာရှိပါတယ်ဆက်ဆက်နေမြေတွေဖြစ်တဲ့စကိုင်းတိုင်းကလေးမြို့နယ်အတွင်းကချမ်းသာရွာကိုအင်အားအလုံးရင်းနဲ့ဖြည့်တင်းပေးနေတာဖြစ်ပါတယ်မြောက်ခင်ရန်နဲ့ဟန်တာရီမှာရရင်ဆင်းတယ်အဲ့ဒီကနေမှတဆင့်ချမ်းသာရွာကိုအင်အားအလုံးရင်းနဲ့ထပ်မံဖြည့်တင်းနေတာဖြစ်ပါတယ် အနောက်ရပိုင်းတိုင်းစစ်တပ်အားလုံးနီးတဝိုက်ကာတတွေကိုနောက်ပြန်ပြီးဆုတ်သွားတာတွေ့ရပါတယ်။ရှင်မမင်းခရိုင်ကန်းဒီမျိုးနဲ့ချောင်းမရွာကပြတ်သွားတဲ့စစ်ကြောင်းကိုပြန်ခေါ်လိုက်တာကိုလည်းတွေ့ရပါတယ်။အဆိုပါစစ်ကြောင်းဟာအောင်မွေးရဆိုပြီးမြို့ဆောင်တပ်ဖြစ်အမတ်၁၆ချင်းမြန်တပ်ရင်းကိုပြန်ခေါ်ထားရတာမကြသေးဘူးဖြစ်ပါတယ်။အဆိုပါစစ်တမ်းမြန်တပ်ရင်းတရင်းလုံးကိုပဲဟ ோம் မလစ်တပ်နယ်ကိုဂျမန်လေးကစတင်ပို့ဆောင်ထားလိုက်ပြီးဖြစ်ပါတယ်။ ဟုံးမလင်းမျိုးနဲ့ဥရုချောင်းတဝိုက်မှာလည်းထိတွေ့မှုတွေဖြစ်နေတာမို့ဗမောက်ကိုအင်အားဖြင့်စစ်ကူသွားရမယ်၎င်းစစ်ကြောင်းဟာကြားတာနဲ့ထွက်ပြေးခြင်းစရာကြီးဖြစ်ပါတယ်။ဒါမျိုးကစိတ်ကြုံမှုတာပေါ့ဗျာ။အခုမပြောသေးပါဘူးဖြစ်ပြီးမှပြောပြပါမယ်။အဲ့ဒီနယ်မြေကတကယ်တော်ကြီးမြန်မဲကြီးပါ။အခုတော့ကိုဘက်ကခုံးဒီဘက်ကခုံးနဲ့ရုပ်ကတော့မနေနိုင်ပါဘူးဖြစ်သွားပြီလားတော့မပြောရသေးပါဘူး။ မရောမရှိပါနဲ့ဖြစ်ပြီဆိုတာမှအာရပါရအနောက်ကျောင်းပြန်ပြပါမယ်ခိုးဘက်ကခုတ်ဒီဘက်ကခုတ်ဆိုတာပြည်သူစစ်ကခုတ်လိုက်စစ်တပ်ကခုတ်လိုက်လို့ပြောခြင်းဖြစ်ပါတယ်ခိုးဘက်ကခုတ်လိုက်ဒီဘက်ကခုတ်လိုက်ဆိုတာပြည်သူစစ်ကခုတ်တာရဲ့စစ်တပ်ကခုတ်တာရဲ့ပြောခြင်းဖြစ်ပါတယ်ကေဒီနဲ့မှာတော့အခုမှစပြီးနည်းနည်းခံရသလိုလိုဖြစ်နေပါသေးတယ် ကူလီကူမာမာဆာကလာဇကားတွေအကွက်တွေလှုပ်လာတာကိုတွေ့ရပါတယ်။စခိတခါကတော့ခရင်ပြည်ဟာရွှေထီးဆောင်ခဲ့တဲ့တမန်ရှိခဲ့တယ်ဆိုတာညင်မရပါဘူး။ဒါအိုစစ်ထောက်လိုင်းခင်ညော့ဟာဘာသာရေးစီဝါရေးမိုင်းနဲ့၃လေးချမ်းမကခွဲထားလိုက်တာယနေ့ထိဖြစ်ပါတယ်။အကြမ်းတဲ့ဟာဂျုံတို့မျိုးနယ်မှာအထိတော်တော်လေးနာသွားတဲ့အတွက်ဝါဒဖြန့်ချီမှုတွေဇက်တိုက်လှုပ်လာတာကိုတွေ့ရပါတယ်။ ဇလန်းဆန်ညောမျိုးမြင့်ရန်အောင်ကိုတိုင်ကြီးကိုတိုင်ရိုက် ကိုတိုင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်ဇက်ခတိကြီးဇေဒီကုန်းမှာကရင်ပူအဖွဲ့ကြီးခံစစ်အခိုင်မှာဆင်းနေတာကိုတိုက်ခိုက်နေမဲ့ကြီးရရှိမှုပေါ်စိတ်သက်စစ်စီလှုပ်လာတာဖြစ်ပါတယ်စစ်တဘောတဘာဝရတောင်မြင်တိုင်းအချက်ချာမဟုတ်ဆိုပေမဲ့အကြမ်းဖက်တက်ဟာလဲလက်ခတ်တောင်မှာအခိုင်မှာတက်ဆွဲခဲ့တာကိုလဲပူပေါင်းတက်ဖွဲ့ကြီးဘက်ကတစ်ချိန်လုံးကသက်တည်ပြခဲ့ဦးတာမှတ်မိကြအောင်မယ်ထင်ပါတယ် ကျင်းနီဒီနေတာကတော့ချမ်းမဲ့စစ်တပ်ရဲ့ကွန်မန်းစင်တာငယ်တစ်ခုဟာမာခရော့ရှီခြေဆိုင်အမတ်ဆက်လေးတပ်မတော်တပ်မြင့်လေးကျင်းအကြောင်းပဲဖြစ်ပါတယ်။ဘော်လကဲခြေချားစစ်ပြူဝါနဲ့ပရူဆိုတပ်နဲ့လက်ချင်းချိန်နိုင်မှုအတွက်စစ်ကြောင်းတွေနှစ်ဖက်ညက်ပြီးထွက်လာတာကိုတွေ့ရပါတယ်။ပရူဆိုတပ်နဲ့ဟာသူ့နယ်မြေကိုအပြည့်အဝထိန်းချုပ်နိုင်မှုဆိုရင်ဒီမော်ဆိုလမ်းမိုင်းကို ပြန်ပြီးကွက်ပြစ်နေနိုင်မှုအင်အားတွေထပ်ထုတ်ဖို့ရရှိနေပါတယ်။ဆက်ဆံနေပြီဖြစ်တဲ့ရှမ်းတောင်ပင်လယ်ရွာငံနဲ့ရက်ဆောင်မြို့နယ်အတွင်း ဂျာအခြေကုန်နေရာငယ်တချို့ကိုစီနင်ဖန်ဆီးနိုင်ခဲ့တာရှိရတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့အခိုင်အမာစခန်းနေရာတချို့ကိုလေကြောင်းပစ်မှတ်အဖြစ်ရှာဖွေကင်းထောက်မှုတွေလှုပ်ဆောင်လာနိုင်ပွဲရှိနေပါတယ်။ချမ်းပြည်နယ်တောင်ပိုင်းကလောမျိုးအကြမ်းဖက်စစ်ဗိုလ်ချုပ်တွေရဲ့အဆိုအရဒီနေ့ရက်တွေတောင်မြန်မာပြည်လုံးကိုလွတ်လပ်ရေးပြန်ပေးခဲ့ရပြီမယ်။နှမျောတတာအဖြစ်ခဲ့ရဆုံးကမေမျိုးနဲ့ကလောမျိုးပဲဖြစ်ပါတယ်။ဒါကြောင့် စစ်ဘိုလ်ချုပ်ကြီးများဟာလည်းမင်းတို့မှာစစ်ဘိုလ်ချုပ်တို့ရဲ့ဘူမိနဲ့တန်မွေးထုတ်ရနေပြီဖြစ်ပုံဖော်ခဲ့တယ်လို့ကလောမျိုးမှာလည်းအရာကြီးကြီးတွေဖြစ်လာမဲ့လူတွေကိုစီစစ်ရွေးထုတ်ရာအဖြစ်ဥစားတာလို့ခေါ်တဲ့ Star College စီဦးစီးတက္ကသိုလ်ကိုအခိုင်အမာနေရာချထားခဲ့ပါဒီရက်ထက်မှာမြောက်ပိုင်းစင်းညနာကအပြန်အဖြစ်ပုံဖော်လာမဲ့အမှတ်55ချင်းမြန်တက်မှတ်ဌာနချုပ်ရဲ့လက်အောက်ခံအမှတ်ခွန်ချင်းတိုင်ရင်ကို အောင်ပွဲရရှေ့တန်းညံဆိုပြီးဝါရဖြန့်ပုံဖော်လာနိုင်ရည်ရှိပါတယ်။ချမ်းပြည်နယ်ရှိပါတတိယဒေသတိုင်းစစ်ထောင်သားချုပ်နယ်မြေတာလီမြို့နယ်အတွင်းမှာတော့ရွှေရောမြေရှားတပ်ထုကတူးဖော်လုပ်ကင်နေကြတာဖြစ်ပါတယ်။ခန်းလုံကုမ္ပဏီပိုင်ရှင်ဦးထောင်လျံဆိုသူဟာတတိယဒေသတိုင်းစစ်ထောင်သားချုပ်ကဘဲရီမှန်သမျှတဘာရဲဘတဘာရဲဘဘနေတယ်လို့သိရပါတယ်။ စတုတ္တဘောရေးတောင်းနေတဲ့ကွင်းကြီးဟာဒေသခံတွေရဲ့ဓမ္မဥချမြေတွေကိုလုံခြုံရေးအကြောင်းပြစက်ပိုင်တင်ထားတဲ့ area ဖြစ်ပါတယ်။အဆိုပါလောက်ကထဲမှာစတုတ္တဝင်ကြီးဌာနကအငိမ့်စားအရာလမ်းတွေပါဝင်ပြီး CRM အမိခံတွေလည်းရှိနေပါတယ်။တရုတ်ပြည်ဘက်ကပိုင်းရှင်တွေလာရင် မိုင်းဖြတ်စစ်ဆေးဂိတ်ကိုအတာရကြီးဝင်ထွက်နိုင်မှုရေအားလျှပ်စစ်ဆေးရုံအတွက်ပညာရှင်တွေလာတဲ့ဆိုတဲ့ခေါင်းစဉ်တက်နေခြင်းဖြစ်ပါတယ်။ မြန်မာပြည်ကိုလာတဲ့ပညာရှင်ဆိုတာတွေ့ဘူးတလို့ပေါ့နော်တန်စီတန်ခွေးလလိုပိုက်ဆက်ပိုက်ပြင်းတော့လလိုကိုခေါ်သွင်းလာတဲ့အကြောင်းကတော့နောင်များမှာပေါ့ဗျာလက်ရှိစီးရေးရှင်တွေကတော့အထက်ပါမျိုးနဲ့တုံးမှုမှာအမှန်55ချင်းများတက်မှဌာနချုပ်ရဲ့ဒုတမမှုဦးစုရဲ့တက်တချို့စပြီးချန့်ကျက်အခြေပြုလာတာကိုတွေ့ရပါတယ်ကင်မရာတွေသာဒဝဲခိုင်တရားဆောင်မှုနယ်မှာတော့ကာဝေးတပ်ဖွဲ့ဝင်၄ဦးလက်နက်နဲ့အကြမ်းဖက်စစ်တပ်ထံအမှောင်ဝင်သွားတယ်ဆိုတာမှန်နေပါတယ် စူပါနေမြေမှာအကြမ်းဖက်တပ်ဘက်ကနေမြေရှင်းလင်းလုပ်ပြီးပြန်လည်စိုးမိုးနိုင်လာချိန်မှာအခုလိုဖြစ်စဉ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်ဒေတာကနေကတော့မိဘဖြစ်သူတွေကိုချိန်ချောက်မှုတွေရှိလို့ပြန်သွားတာမျိုးလို့ပြောဆိုနေကြတာမျိုးကြားရပါတယ်တဝက်ခရိုင်ထဲမှာရခိုင်ကတရချောင်းမြို့နယ်ဟာကာကွယ်ရေးအင်အားစုတွေရဲ့ထိန်းချုပ်နိုင်မှုဧရိယာဟာအများဆုံးဖြစ်ပြီး ယခုအခါမှာတော့ထက်ဝက်နီးပါးစစ်တပ်ဘက်ကပြန်လည်ဆွေးမှုသွားနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။လက်နဲ့လည်းအမောင်ဝင်သွားတဲ့အထက်မှာဗက်ပြောင်းစစ်တီစီရီယမ်စစ်တီတူဦးဆောင်ပါဝင်ခဲ့တယ်ဆိုတာကတော့လုံးဝလုံးဝအမှားရင်းနေပါတယ်။ရုရှားမသွားခင်မှာစစ်တပ်ကသူ့ရဲ့စစ်တပ်ကိုအရေးပါတဲ့နေရာတွေကိုစစ်ဖက်လက်ထောက်ချုပ်နဲ့ကြီးတာဝန်ဗိုလ်မှူးချုပ်တို့ကိုရာလူကြီးနေရာတွေပေးရခဲ့ပါတယ်။အထူးတာဝန်ကိုရရန်တော်ဗိုလ်မှူးချုပ်စိန်မောင်လည်း အလုပ်တင်ပို့လောင်းဒေသပတ်စဉ်28ကနေရဲတာရှိနေပါသေးတယ်။ရခိုင်ချွေဤခေတုံကစိုးချိန်နေရာဖြစ်ပါတယ်။ဒီဘုံကျုပ်ဘုံကျုပ်စိန်မောင်လင်းကတော့ NDC လို့ခေါ်တဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတူဆင်းလာတာမကြသေးဘူးပဲဖြစ်ပါကျန်တော့ရတွေ့ရတော့နောက်တစ်ချိန်ဖိတ်ချင်းဖိတ်ရဖိတ်ကိုယ့်အိတ်ထဲဖိတ်ဆိုတဲ့အနေထားနဲ့အင်ဂျင်နီယာယာရှိမဟုတ်တဲ့စစ်ဘက်လက်ထောက်ချုပ်ကိုကာကွယ်ပစ္စည်းထုတ်လို့ရရာရှိချုပ်ဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ် အင်ဂျင်နီယာရာရှိမဟုတ်တဲ့သူကိုဒါပထမအဦးဆုံးခန့်အပ်ခဲ့ခြင်းတော့မဟုတ်ပါဘူးသူရှိမှာကျွန်တော်တို့ဒေါ်လာပြည်သူတွေမမေ့လောက်သေးတဲ့ဘိုးချုပ်ကြီးတင်ရင်ဟာလည်းအင်ဂျင်နီယာအကြောင်းဆက်မဟုတ်ပါဘူးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်စစ်တပ်ကသူအကြောင်းဆက်ရနေစတင်ပြီးတော့ထုတ်ချုပ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါအဲ့ဒီအချိန်မှာမှဒူးချုပ်ဖြစ်နိုင်တယ်လို့လက်တလော စစ်ဖက်ရာထူးတွေအပြောင်းအရွှေ့လုပ်ခဲ့မှုရာဒုချုပ်ဖြစ်နိုင်တယ်လို့ရေပန်းအစားဆုံးဖြစ်နေတဲ့ကျွန်းနဲ့ကူကူဦးဟာအမှန်ကစစ်စင်ရဲ့ထိုးဖွဲ့အထိဆင်းသွားခဲ့ရပါတယ်။တချို့ဟာကျော်သွားရင်းဖြစ်ပြီးဒုချုပ်သာကူကူဦးဖြစ်ခဲ့မယ်ဆိုရင်တော့မူရစစ်တပ်ကတူအပတ်စဉ်35ကနေစစ်တပ်ကတူအပတ်စဉ်38အထိအပြောင်းအရွှေ့စနစ်လောက်ရမှာဖြစ်ပါဒါကြောင့်ချက်တော့ကနာမည်နဲ့လိုက်အောင်ချက်စီအဖျားဖျားတုံးတာကြောင့်မလို့ လောလောဆယ်ခံမှန်းရခက်လာပါတယ်ကျွန်တော်အားကိုးခဲ့ရတယ်တပည့်ကြီး၃ယောက်ထဲက၂ယောက်ကလည်းအကြောင်းမရှိညွှန်လို့ဘောင်းမီချုပ်ခဲ့ရပြီ ဖြစ်တဲ့အတွက်အခုဆိုရင်တယောက်ထဲအတူကသာအားထားနေရပါတယ် General ရဲဝန်ဗိုလ်ချုပ်ကြီးရဲဝန်ဖြစ်ပါတယ်တိုင်းပြည်ရောစစ်တပ်ကြီးတစ်ခုလုံးမှာသူ့လက်ထက်မှာရှိနေတာဖြစ်တဲ့အတွက်လှုပ်ချင်တယ်လို့လှုပ်လို့ရနေပါသေးတယ်ကိုရဲကြုံခဲ့မှုလားလေးတခုပြောပြပေးပါမယ် နိုင်ငံတော်အလံမှာအရွယ်လူကျေပြူ၁၄လုံးရှိခဲ့တဲ့အခါကဖြစ်ပါတယ်။ကာကွယ်ရေးဒုဝန်ကြီးရဲ့ကိုရီးယာစီလောက်ခဲ့ဘူးသူဟာကျွန်တော်တတ်မှုဖြစ်ပါတယ်။ဘုံမူကနေဒုတိယဘုံမူအထိတာတာရရာလေးနဲ့ဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။တနေ့တော့ခါမှာတော့အချိန်တန်လို့ဥစားတာအစိုးစီးတက်ကတူတက်မဲ့နာမည်စရင်မှာသူ့ရဲ့နာမည်ပါမလာတော့မာစတာဖြစ်နေနေပြီးတော့စစ်ရုံးကိုအပူတစ်ပြင်းတက်ခဲ့ရပါတယ်။ကာသမားရဲ့ကျွန်တော်နဲ့ရေပေါ့။တလန်လုံးညနေခင်းကနီးရဲလို့ဘာစကားမှမပြောပါဘူး။ ဆေးရုံပေါ်တက်သွားပြီးတနားရီလောက်ကြာပြီးမှပြန်ဆင်းလာပါတယ်အပြန်မှာတော့ရေရေမောမောပေါ့ပေါ့ပါပါဖြစ်လို့ပေါ့ဗျာအဲ့ညာကမှတ်မှတ်ရရကိုးပင်လမ်းခွဲမှာအိတ်ကြတယ်ထင်ပါတယ်မစားကြလေးနဲ့ပြမနာမိုးဆွေလမ်းကိုဖွင့်ချက်ဖွင့်ချက်ဖြစ်မယ်မထင်ပါနဲ့အဲ့ဒီခေတ်ကစူပါတန်မှုတွေဟာဒီဇယ်အင်ဂျင်ပြောင်းပြီးတက်ထားတာဖြစ်ပါတယ်ပြောချင်တာကဆိုပါဒုတိယဗိုလ်မှူးကြီးဟာတရုတ်သွင်းတော့နေသူဖြစ်ပါတယ်ကျွန်တော်ကတကြကြီးစီမဟုတ်ပေမဲ့ လက်ရေးလည်းမဆိုးတဲ့အတွက်ကိုရင်း58ချက်ဖြည့်တဲ့အခါမှာသူ့ရုံးခန်းထဲကိုသွားပြီးရေးသားပေးရနေရှိပါကိုရင်းချင်းဆိုတာလက်နေဆက်ဖြင့်ဖြစ်စေကွန်ပျူတာဖြင့်ဖြစ်စေဖြည့်သွင်းရပေမယ့်ကိုရင်း58ချက်ဆိုတာကတော့ပုံစံစာရွက်မှာလက်ရင်းနဲ့သာရေးသားရတာဖြစ်ပါတယ်။စစ်တပ်ရဲ့မှတ်တမ်းဌာနလို့ပြောတဲ့ကကတန်းလို့ခေါ်ကြတဲ့စစ်ဘရမှတ်တမ်းရုံးမှာတော့မရှိတဲ့အချက်လက်တွေဖြစ်ပြီးစစ်ရလူကမ်းရုံးရုံးနဲ့စစ်ဖက်ရေးရလုံခြုံရေးအရာရှိချုပ်ရုံးမှာသာရှိပါတယ်။ကျွန်တော်တို့ယခု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလောက်ဝကမှာဖြည့်သွင်းရတဲ့ family tree တောင်ပို့ပြီးပြည်သူမှန်ကန်ရတာဖြစ်ပါတယ်ဖြည့်သွင်းလာတဲ့ဇက်ကောင်မှန်ကန်ရဲ့နောက်ကျောင်းရာသွင်းအားလုံးကိုလည်းစစ်ထောက်လန်းကြီးကနောက်ကျောင်းလိုက်ပါခင်ညို့ရဲ့ကကလန်းပြုတ်ပြီးနောက်ပိုင်းစစ်ဘက်ရာလုံုံရေးတပ်ဖွဲ့ဆိုတာကတော့သိကြတဲ့အတိုင်းပါပဲမိုးလေဝသသတင်းနဲ့ကုံစင်းလုံးသတင်းလောက်မှာပဲပျော်မွေ့နေတာကိုတွေ့ရတယ်ဒါဆက်လာရင်အဲ့ဒီတပ်မှုရဲ့အဘိုးတွေဟာဂွန်နီလောင်နေတဲ့တကယ့်တရုတ်စစ်စစ်တွေဖြစ်ပါတယ် ။သို့ပေမဲ့ဆိုပါဘုံမူကြီးဟာအမြင့်ဆုံးဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတူတက်လိုက်ရပါသေးတယ်။အခုလက်ရှိကာလမှာတော့တရားပုတ်တရုတ်ပေါက်ဘိုးချုပ်တွေကြီးချိုးလာပြီးဖြစ်ပါတယ်။ထို့ကြောင့်လားလူကိုခင်ရမူအပြင်ပြီးလူကိုမောင်းရမူကိုတုံးတဲ့တော်ရိုင်းတိရိစ္ဆာန်ဝါဒကိုဖာရှင်ပြောင်းထားတဲ့ယဉ်ကျေးမှုကတော့တွင်ကျယ်နေသေးတာဖြစ်ပါတယ်။ကဲငွေလမ်းကြောင်းကိုပြန်ကောက်ရရင်ကျောင်းနဲ့ကိုကိုဦးဟာအမှန်ငါးဆစ်စင်အဖွဲ့နေရာကိုချွေခဲ့ရပါတယ်။ အတီးပြုလို့မရသေးတဲ့သတင်းတွေကလည်းရှိနေပါသေးတယ်။မှန်ဒီမားဒီအီနလီမှန်ဒီမတီသေးပါ။တေးကြရင်ထပ်ပြောပါမယ်။အမှတ်30စေထုပ်ွက်မှုအောင်ဒုတိယဘုံယုံကြည်တေးသားကြောင့်ဘုလောင်းတင်နာပတ်စဉ်83ကတော့ရတနာဘုံမဲဆန္ဒနယ်ကနေဝင်ပြီးခေါင်းခေါက်ခံရွေးကောက်ခံမှာဖြစ်ပါတယ်။ရွေးကောက်ခံမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ယခုຫນွေဦးမှာအကြမ်းဖက်စစ်တပ်ကိုကျွန်တော်ຫນွေဦးကနေအတားအသီးရထားတဲ့အချက်ထဲမှာဆိုရှယ်မီဒီယာအခန်းကဏ္ဍထိတ်ဆုံးတာဖြစ်ပါ အမှန်တည်းစစ်စစ်ထုတ်ဖွဲ့မှုနိုင်နိုင်ဦးဟာနာရှိုးအသိခံရပြီးကလေးကပျောက်သွားလိုက်တာပျောက်ပြီဆိုပြီးအားလုံးလူလူထင်ခဲ့ကြပါသေးတယ်အခုအရာရာပို့တယ်ဆိုတဲ့စီးရဲမှာပါလာပါတယ်အရာရာဆိုတာကနောက်ဆုံးရှစ်မှုထမ်းထားတဲ့အစ်အဆောင်ရောင်အားလုံးခံစားနေရသေးတာဖြစ်ပါတယ်ယာလို့မရှိဘူးလက်အောက်ခံတာမရှိဘူးတာဝန်မရှိဘူးဆိုလိုခြင်းဖြစ်ပါတယ်ယခုတကယ် ကြောင်မဲစစ်စစ်ရတဲ့ကြောင်အနာဘေးခံလိုက်ရတယ်လို့သတင်းထွက်ပြီးမှတော့ဂုတ်ထိတ်တရားနဲ့ဂုတ်တွင်းငယ်မြေမှာရှိနေတဲ့ကြောင်ပုံမဟောင်းတဟောင်းလေးတွေနဲ့ထုတ်ပြနေတာကိုတော့တွေ့နေရပါသေးတယ်။ပထမကြိမ်တော့ကလည်းနောက်ဆုံးမနေနိုင်တော့မှကောင်းခန်းမှာပြန်ပြီးပေါ်ပြလာပါတော့တယ်။အဲ့ဒါမတိုက်ခင်တော့ကလည်းကျန်တဲ့နှစ်စိုးဝင်းဟာမော်လမြိုင်မှာရုံးစာမိပြီးမဆီကြိုက်တယ်လို့လို့ပြောတာကိုမခံနိုင်လို့ နေမကောင်းတဲ့ကြားကနေညောင်နာနာနဲ့လူလုံးထွက်ပြခဲ့ရဦးပါတယ်950ဝါဒဝသင်္ကန်းကြုံတောင်ကြာကြာပြောက်မနေရဲပဲမရက်ရက်လေးထွက်ပြီးပြူတစ်ပြူတစ်ပြန်လှုပ်လာတာကိုလည်းတွေ့ရမှာထင်ပါတယ်ကျွန်တော်တို့ကနေဘာပဲပြောလိုက်ပြောလိုက်ဘာပဲဆိုလိုက်ဆိုလိုက်ထိတ်ကနေပြောင်းနေဖြစ်ပြီး ကြောက်တူးတုံနေရတာကိုအားရစရာအဖြစ်တွေ့ရအာနာသိနေဟာဆိုပြီးတော့ငါကျွန်တော်ဒီကတခါသာလှုပ်လိုက်ပါသေးတယ် အမြဲတမ်းအမှားထုတ်ပြန်လေးရှိတယ်စစ်တပ်ပိုင်ရုပ်တံကနေမဟုတ်မှန်ကြောင်းစပြီးပြောသွားပါတယ်ဆိုလိုတာကဆရာနာပိုင်ကြီးအတွက်ကတော့ဒီကိစ္စတွေကဘာမှရေးကြီးခွင့်ကျယ်ကိစ္စတွေဟုတ်မနေပါဘူးစာကလေးတွေကိုစိတ်လုံးလေးထုပြီးလက်မှတ်ထိုးပေးလိုက်ရုံပဲဖြစ်ပါဝါရမ်းပြန်ရုပ်တံတွေကကြီးညာမယ်ဆိုရင်မြန်မာသားဖတ်တတ်တဲ့ဘဲတွေကိုမုတ်စိတ်နှခမ်းမွေးကြီးပြီးဖတ်ခိုင်းလိုက်ရင်ပြီးတော့တာပဲဖြစ်ပါတ ဂျပန်နောက်ဆုံးသတင်းလေးရာအမတ်တဆစ်စီအထူးပွဲမှုနေရာကိုအစားထိုးတဲ့သူကအတီးပြုတ်လို့မရသေးဖြစ်နေပါဗယ်။စေကြတာတခုကတော့မြန်မာနိုင်ငံမှာအချမ်းပဲစစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ကြီး14ခုရှိပါတယ်။တိုင်းစစ်ဌာနချုပ်ဆိုတာမျိုးလုံးထဲကိုမြင်အောင်ပြောရမယ်ဆိုရင်ကျဲဥကျော်လို့ခေါ်တဲ့နေဝင်းဒီအရှင်းကျော်ပိုင်းတိုင်းစစ်ဌာနချုပ်အဲလိုခေါ်တဲ့နောက်ပါကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဲလိုတိုင်းစစ်ဌာနချုပ်ကြီး command center 14ခုရှိပါတယ်။ အဲ့ဒီကွန်မန်းစင်တာ14ခုကိုစစ်စီရေးအထူးဖွဲ့ဆိုပြီးတနိုင်ငံလုံးဧရိယာ6ခုဖြစ်ရခင်တော့ခွဲဝေကိုခဲ့ခဲ့ပါတယ်။ယခုနောက်ဆုံးနေမြေကြီး5ခုဖြစ်ပြောင်းလဲလိုက်ပါတယ်။တော်လံပြည်သူများမျက်စိလဲမှာဆိုတဲ့အတွက်ယခုနောက်ဆုံးစစ်နယ်မြေကြီး5ခုအစ်စ်ပြန်ဖွဲ့ပြီးပိုင်းခြားလိုက်ပုံလေးတင်ပြပေးပါမယ်။အမတ်တစစ်စီရေးအထူးဖွဲ့ညောင်ပိုင်းတိုင်းစစ်တပ်နာချုပ်အနောက်ပိုင်းတိုင်းစစ်တပ်နာချုပ်တိုင်းဒေသကြီးအဖြစ်ဆိုရင်ကချင်ပြည်နယ်စကိုင်းတိုင်း ချင်းပြည်နယ်နဲ့ရောဒေတာအမန်နဲ့စစ်စေးအထူးဖွဲ့နေရာ ရခိုင်တိုင်းမပြောင်းလဲပါဘူးအချင်းမြောက်ပိုင်းတိုင်းစစ်တာနာချုပ်အချင်းပိုင်းတိုင်းစစ်တာနာချုပ်အချင်းလေပိုင်းတိုင်းစစ်တာနာချုပ်သတိကြံဒေတာတိုင်းစစ်တာနာချုပ်ရှမ်းလေးရှမ်းလို့အလွယ်ခေါ်ကြတဲ့ရှမ်းတပြည်လုံးနဲ့ကရင်နီပြည်နယ်အပါအဝင်ဖြစ်ပါတယ်အမန်တော့စစ်စေးအထူးဖွဲ့ရဲ့နေမြေကအနောက်တောင်တိုင်းစစ်တာနာချုပ်နဲ့အနောက်ပိုင်းတိုင်းစစ်တာနာချုပ် ARE တိုင်းနဲ့ရခိုင်ပြည်နယ်တို့ဖြစ်ပါတယ်။အမှန်လေးစစ်စင်ရေးအထူးဖွဲ့ဟာလည်းရခိုင်တိုင်းမပြောင်းလဲပါဘူး။အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ကယောတန်းဒေသတိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။ကေပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသကြီးတို့ဖြစ်ပါတယ်။အမှန်ကစစ်စင်ရေးအထူးဖွဲ့ရဲ့ပိုင်တဲ့နယ်မြေကတော့နေပြည်တော်စစ်ဌာနချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ်၊အလဲပိုင်းတိုင်းစစ်ဌာနချုပ်၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊နေပြည်တော်ကောင်စီနယ်မြေရန်ကုန်တိုင်းမန္တလေးတိုင်း မကွေးတိုင်းနဲ့ဘကိုးတိုင်းလိုပဲဖြစ်ပါလေစက်တလုံးနဲ့အဖွဲ့ဟာယခုအခင်းချင်းရဆိုရင်စရုဒမျိုးဆက်မှာစစ်တိုင်းမှုတွေဟာတတ်မှတ်မှုအဆင့်လောက်သာ လုပ်ပိုင်ခွင့်ရှိတော့မှာဖြစ်ပြီးစစ်စေရေးထူဖွဲ့မှု၅ယောက်ကိုကွန်မန်ဒါတွေဖြစ်စစ်ကစားလာနိုင်ပြီရှိပါတယ်နောက်ဆုံးအဲ့ကွန်မန်ဒါ၅ယောက်ကပဲတိုင်းပြည်ကိုခွဲခြားစိတ်ဖြာပြီးတော့ရောင်းချတော့မဲ့အနေထားမျိုးပေါ့နော်စက်တလုံးအဖြစ်ကဘာအနေထားနဲ့သွားပြူလဲဆိုတော့ ဖဲစကားနဲ့ပြောရမယ်ဆိုရင်ဗျာစွဲတပွဲဆော့လာတာလေးနှစ်ရှိပြီထားပါတော့လေးနှစ်ရှိပြီဝေးပါချောကနှကောင်ပါတယ်အဲအခုသကောင်ထက်ပြီးဆွဲတက်တယ်ချောကသုံးကောင်ဖြစ်သွားပြီအော်ဟိတော့ဟင်ရလဲဖဲသုံးချက်ကိုစားတာလေမိမ့်မိန်ကြီးနဲ့ဖဲတော့နေထားလဲကုန်ကန်နေနေပြီချောကတကောင်ကလည်းဘယ်သူမှထုတ်မပြသေးတော့မျောလင်းချက်က အားလုံးရှိနေကြသေးတဲ့အနေအထားမျိုးကိုတွတ်တွေ့ရအောင်။အောက်ရလဲစာဘဲနဲ့မှတည်းတည်းထောင်းပါလား။ဆွဲဘဲနဲ့ရောထောင်းပါလား။သူကလဲဂျော်ကာစောင့်နေတာပဲလားတော့မသိဘူး။တကယ်တော့ထောင်းချင်ပါလဲထောင်းလိုက်မယ်။ရုပ်ခံကောင်းအောင်နဲ့ဂိုက်ပေးချမ်းနေတာလဲဖြစ်ဖို့များပါလား။ဒါပေမဲ့ကျတဲ့တော့အနူကောင်တို့အဖွဲ့ချွေးပြန်နေကြဆွဲဆွဲနဲ့အလုံးပဲပတ်စံဖဲနေရတယ်တလုံးချင်းတလုံးကျက်နေတာဆိုတော့ဆုံးဖြတ်ရခက်နေပုံရပါ နောက်ဆုံးတော့လေတုတ်ပြက်တာပဲအမျက်ဆိုပြီးတော့အောက်အိမ်နာယုံအခွက်ကိုမရရပုံဖော်နေသေးဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနောက်ထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရဲ့